ီနေ့သာသနာတော်နှစ်2569နှစ်မြမတက္ကရီ1389ခုနှစ်ခရစ်နှစ်31ရက်ဆယ်လ2025တောက်ကြနေ့အလုဒါယကာယီဝုချစ်လှိုင်ဤနေအိမ်တွင်အလုဒါယကာယီဝုချစ်လှိုင်ဤ 82နှစ်ပြည့်မြောက်ဝိနည်းမင်္ဂလာသို့ရောက်သောကာလတွင်ဝိနည်းရှင်နှင့်မိသားစုအလုံးအသက်ရှိရာအနာမေကြီးရံပီကင်းကြောင်ကောင်းမှုမင်္ဂလာဖြာပြတို့နှင့်တလုံးတဝပြည့်စုံနိုင်ရစေဖို့ယဉ်ရှိတတ်လျက်ဝိနည်းကုသိုလ်ပြုလုပ်တော်အချိန်ခါ၌ဝိနည်းရှင်ဖြစ်တဲ့အလှူဒါယကာယီခုချစ်လိုက်နှင့်မိသားစုအပေါင်းတော်တော်ကောင်းတို့အား ပြန်လေခြေစုတုံပြန်တော့အဖြစ်ဒီကလေးခြေစုပြုတ်ပေးမဲ့တရားတစ်ပုဒ်ကအာကိုမမားစီနဲ့တရားတော်လို့ထပ်တာပါဒီတရားတော်ကိုမဟောကြမနာကြခင်ဝိနည်းရှင်ဖြစ်သောအလှူဒါယကာယီဥချစ်ဟိုင်းနဲ့မိသားစုတွေဆွေတော်မျိုးတော်တွေအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုရှိဥစွာမေတ္တာပို့သပြီးတော့မှအနုမောဒနာတရားနာယူကြည်ညိုကြရအောင် သဗ္ဗိတိယောဝိဝုဇံတုသောကောရောကောဝိနတတုမာတိဘဝံတွန်တရာယာဒုက္ခိတံဒီကာယုကာဘဝံတုသဗ္ဗိတိယောအလုံးစုံသောဘိဥပအန္တရေယံသောသွဲမှန်သမျှတို့သည်ဒေတုံမကံယရဏသုံးယမြတ်ထမြတ်ကိုစည်းကပ်ကိုယ်ွယ်လေးရှိကြပေကုန်သော မွေနီရှင်ဖြစ်သော အလှူဒရကဤဥချင်းလှိုင်းနှင့်မိသားစုအပေါင်းဆွေတော်မျိုးတော်အပေါင်းဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခொနီယသာသမီးဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတို့ကောင်းတို့အား ဝိဝဇန္တုယနိကသာနိဗ္ဗံယတိဘဝတိုင်အောင်ကောင်းစွာမသွေဖဲခွာရှောင်ရှားကြပါစေကုန်တည်းသောကောသဆိုရင်ဘူးဆိုရင်ကိုကြွေးရခြင်းဟုစွာသောသောကမျိုးတည်လေဝိနတတုကင်းစင်လွင်ပပျောက်ပြကြပါစေတည်းရောကောသ ရှင်နာခံခဲ့နှိမ့်ဆက်တတ်သော96ဖြာ98ဖြာမနစ်သက်စရာဘီယောဂမန္တမြတိလေဝိနာတတုကင်းစင်လွင်ပပျောက်ပြကြပါစေတတိဒီတုံမာကံအလှူဒံယကအလှူဒံဤကမမိသားစုအပေါင်းတော်ကောင်းတို့နှင့် ဤတရားလေးသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားအန္တရာယမကောင်းသောဘိဥပအန္တရေယံသွဲသွဲမှန်သမျှတို့သည်မာဘဝန္တုမကြမရောက်မဖြစ်ကြပါစေကုန်သတည်းဒုက္ခိတာ ကိုယ်စိတ်နှဖျားကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကာယူကသက်ရာရောတန်းကိုတလှန်နိုင်ရကုန်သည်ဘဝန္တုနေတိုင်းညာတိုင်းခမဆိုင်မေမန္တန်မသွေဖြစ်ထွန်းတော်မူကြပါစေကုန်တည်း ဲ့ဒီကနေ့ဝိနည်းရှင်ဖြစ်တဲ့အလူဓာရေကာယီဥချင်းလိုင်းနဲ့မိသားစုတွေအားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုခိတ္တခဏအနုမောဒနာတရားစကားလေးတို့တို့ပြောပြပေးရမယ်ဆိုရင်အာကိုမမစီနဲ့တရားတော်ပါတရားလေးလေအာကိုမမစီနဲ့ဆိုတဲ့ဒီတရားလေးကိုတို့တို့ချင်းချင်းလူရင်းဆိုသလိုပြောပြပေးရမယ်ဆိုရင်တော့ဖြင့် ဘောဓဘာသာဝင်တော်စင်ဒီဟာမိဘကလည်းပဲသာသမီကိုအားကိုးကြရင်ဒါမကောင်းဘူးလားဆိုတော့ကောင်းပါတယ်သာသမီကလည်းပဲမိဘကိုအားကိုးကြရင်ဒါမကောင်းဘူးလားဆိုတော့ကောင်းပါတယ်အဲ့တော့ဘောဓဘာသာဝင်တော်စင်ဒီရဲ့ရှင်ကြီးမှုကိုပြန်ကြည့်ရင်တော့ မိဘကလည်းသာသမီကိုအားကိုးရတယ်လို့သာသမီကလည်းမိဘပြန်အားကိုးရတာပဲတဲ့မိဘနဲ့သာသမီဆိုတာကတော့ကျွန်းကလည်း gain မိ gain ကလည်းကျွန်းပြန်မိရတယ်လို့ပဲတဲ့အပြင်းမြတ်အလန့်လန့်အားကိုးကြရတာပဲဒါမှားတလားဆိုတော့မမှားပါဘူးမိဘနဲ့သာသမီအဲ့ဒီလိုအပြင်းအလန့်အားကိုးကြတာမကောင်းဘူးလားဆိုရင်ကောင်းတယ်တဲ့ ဒါဆိုရင်မိဘနဲ့သာသမီအချင်းချင်းအားကိုးတာထက်ကောင်းတာလေးမြန်မရှိဘူးလားဆိုရင်မိဘနဲ့သာသမီအပြန်အလှန်အားကိုးတာထက်ပိုကောင်းတာကတော့တရားအားကိုးနိုင်ရင်အကောင်းဆုံးပဲ။ဘာကိုအားကိုးရမလဲ။တရားကိုအားကိုးနိုင်ရင်တော့အကောင်းဆုံးပဲ။ဘာဖြစ်လို့လဲလို့မေးရင်မိဘကလည်း သာသမီနှမ်းမှာအမြဲရှိခြင်းမှ ရှိနိုင်မှာသာသမီကလည်းမိဘနှမ်းမှာအမြဲရှိခြင်းမှရှိနိုင်မှာအေးအဲ့တော့ตาရေသမီရေစီးပွားရေပညာရေလူမှုရေဘာသာရေးသာသနာရေးဆိုတဲ့အရေးတွေက အလွန်အင်မတန်မှများလွန်တဲ့အခါကြတော့တဲ့မိဘကသာသမီအာကိုလို့ရတယ်ကောင်းတယ်သာသမီကမိဘအာကိုလို့ရတယ်ကောင်းတယ်တဲ့ ဒါပေမဲ့လို့အမြဲတမ်းအားကိုးလို့မရနိုင်ဘူး။ဒါကြောင့်အမြဲတမ်းအားကိုးလို့ရနိုင်တာကတခြားအားကိုးရမှာလားတရားအားကိုးရမှာလားတရားအားကိုးရမှာတဲ့တရားအားကိုးမယ်ဆိုတော့ဒီကနေ့ဒကာကြီးဦးချစ်လိုင်ကအသက်82နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့မွေးနေ့ကုသိုလ်ပြုလုပ်တယ်။မွေးနေ့ကုသိုလ်ပြုလုပ်တယ်ဆိုတော့ဒါနကုသိုလ်ရတယ် ဒါနကုသိုလ်ရရင်ဆိုကြဲကဒီကနေ့ဒါနကုသိုလ်ပြုလိုက်တာဟာဒါနကုသိုလ်ကိုအားကိုလိုက်တာပဲဒါနကုသိုလ်အားကိုလိုက်တာပဲဒါနအကုဒါနကုသိုလ်ကအားကိုလိုက်တာဟာမကောင်းဘူးလားဆိုတော့ကောင်းတာပေါ့တဲ့အဲ့တော့တန်တရာတခွင်ကျင်လေတဲ့အခါမှာယခုလိုလှူနိုင်တန်းနိုင်သာသနာပြုနိုင်လေဆိုတာအတိတ်ကကုသိုလ်ကံဒီလေပါခဲ့လို့ပစ္စုပန်မှာလဲကြိုးစားကြလို့အခုလို့ ုသိုလ်ကောင်းမှုတွေပြုလုပ်နိုင်ကြတာအခုထပ်ပြီးတော့ကုသိုလ်တွေထပ်ပြုရင်နောင်လေဒီတဲ့ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့ပြည့်စုံကြအောင်မှာတဲ့ဒါကြောင့်ဒါနအားကိုးတာမကောင်းဘူးလားဆိုတော့ကောင်းတာပေါ့အာရှင်ဘုရားဒါနကုသိုလ်ကိုအားကိုးတာကောင်းနေဆိုတော့ဒီတဲ့ကောင်းတာတွေမြန်မရှိတော့ဘူးလားဆိုတော့ဒကာကြီးဦးချစ်လိုင်းဒီကနေ့ 82နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့လှူဒါန်းတဲ့ဒါနထက်ပိုကောင်းတာရှိသေးတယ်တဲ့သီလကုသိုလ်ဒါနကုသိုလ်ထက်ပိုကောင်းတာပါကုသိုလ်လေသီလကုသိုလ်တဲ့တခါကြီးတွေတခါမကြီးတွေက၅ပါးသီလလေးလုံအောင်နေမယ်ဆိုရင်အဲ့ဒီ၅ပါးသီလနဲ့သာလုံမယ်၅ပါးသီလနဲ့သာပြည့်စုံမယ်ဆိုရင်တဲ့ဒါနကုသိုလ်ထက်၅ပါးသီလနဲ့ပြည့်စုံတဲ့ကုသိုလ်ကပုံမြတ်တယ် ဘာဖြစ်လို့လဲလို့မေးရင်ငါးပါးသီလလုံနေခြင်းဟာသူများအသက်ကိုမတတ်ဖဲနဲ့နေနေခြင်းဟာသူများအသက်ကိုပြီးလူရာရောက်တယ်။သူများအသက်ကိုပြီးလူရာရောက်တယ်။ဒါကြောင့်သူများတွေကိုဘေးကင်းရာရောက်အောင်လှူဒန်းတာနဲ့အတူတူပဲတဲ့။ငါးပါးသီလလုံနာနဲ့အပယဒါနလို့ခေါ်တယ်။အပယဒါနာ ဘယဆိုတာကဘေးအဘယဆိုတော့ကင်းတာပေါ့မရှိတာပေါ့အဘယဆိုတော့ဘေးကင်းတာဘာမသီလလုံအောင်နေရင်ကိုကိုတိုင်းဘေးကင်းတယ်လို့တလောကလုံးလေးဘေးကင်းတယ်တဲ့ကိုကိုအကြောင်းပြုပြီးတော့ဘယ်သူမှဘေးမရောက်တော့ဘူးတဲ့တလောကလုံးကိုဘေးမရောက်အောင်လှူဒန်းပူဇော်ခြင်းနေဆိုရင်တဲ့ဘာမသီလလုံရင်အဲ့ဒါတလောကလုံးကိုဘေးကင်းရရောက်အောင်လှူတာ ਨੇ အတူတူပဲတဲ့ အပယဒါနာတဲ့နောက်အဝေရဒါနာတဲ့ငါးပါးသီလနဲ့သာပြည့်စုံအောင်နေရင်နဲ့အဝေရဝေရဆိုတာကယံအဝေရဆိုတော့ယံမရှိဘူးတဲ့ငါးပါးသီလနဲ့လုံအောင်နေရင်ဟာဘာယံမှမရှိဘူးတဲ့အဲ့တော့ယံကင်းအောင်ပြည့်လူရလဲရောက်တယ်အဝေရဒါနာကုသိုလ်လဲရတဲ့ ာမသီလနဲ့ပြည့်စုံခြင်းဟာနောက်အပြာပစ္စဌာနာတဲ့ဘသူကိုမှစိတ်မစင်းရဲစေဘူးကိုမစင်းရဲစေဘူးအာဘသီလနဲ့လုံအောင်နေခြင်းဟာဘသူကိုမှစိတ်စင်းရဲကိုစင်းရဲလောက်ရမရောက်ဘူးတဲ့ဒါကြောင့်အပြာပစ္စဌာနာကုသိုလ်လေးရတယ်တဲ့အေးဒါကြောင့်အာဘသီလနဲ့လုံခြုံအောင်နေခြင်းဟာအဘယဒါနာ အဝေရဒါနအပြာပစ္စဒါနကုသိုလ်ကြီးပါရတယ်တဲ့တိလားနဲ့ပြည့်စုံတာနဲ့ဒါနကုသိုလ်ပါပြည့်စုံမိသားဖြစ်သွားတယ်ဒါကြောင့်အဘာတိလားနဲ့လုံကြုံတဲ့ပုဂ္ဂိုလ်ကို မဟာဒါနလို့ခေါ်တယ်ယူယူတန်းတန်းလှူဒန်းရင်တော့ဒါနကုသိုလ်ရတယ်အဘာတိလားနဲ့ပြည့်စုံရင်တော့ မဟာဒါနကုသိုလ်ကြီးရတာကြီးမြတ်တဲ့ကုသိုလ်ကြီးပဲဒါကြောင့် ဒီကနေ့မွေးနေ့ချင်းဖြစ်တဲ့တကာကြီးဦးချင်းလိုင်းဝင်းဒီကိုအကြောင်းပြပြီးတော့ဌာနကုသိုလ်ပြုလုပ်တဲ့အလွန်ကောင်းမြတ်ပါတယ်အဲ့ဒီထက်ကောင်းတာကသီလကုသိုလ်ကပိုကောင်းနေဒါဆိုရင်ဒီထက်ကောင်းတဲ့ကုသိုလ်တွေမြတ်အရှင်ဖျားရှိသေးပါသလားဖျားလို့မေးရင်သီလကုသိုလ်ထက်ပိုကောင်းတာသမထဘာဝနာကုသိုလ်ကပိုကောင်းနေအရာရှိခိုးမဲ့ အဒီပိယိပိယိယောမေပဋ္ဌံယောမေမေတ္တာပို့မေဟောတဂါယီကအိယာရေမာနီယင်းနဲ့မေတ္တာပို့မေဆိုရင်အဲ့ဒီမေတ္တာပို့တဲ့ကုသိုလ်ဟာအလွန်မတန်မှမောမြတ်တယ်တတဝါရီချမ်းမာကြပါစေချမ်းသာကြပါစေဝမ်းသာကြပါစေဘေးမတိယမခလူအင်းဆန္ဒပြည့်ဝကြပါစေလို့မေတ္တာလေးနဲ့နေရင်အိယာရေမာနီရတော်လဲမြတ်တော်နေခြင်းပဲ မေတ္တာလေးပွားပြီးတော့နေမယ်ဆိုရင်အလွန်အမတန်မှမောမြတ်တယ်။ဘလောက်ထီအောင်မောမြတ်တယ်လို့မေးရင်တနေ့သုံးကကိုတရားဖြင့်ချက်ခါဓမ္မင်ကျွေးမွေးခြင်းထက်မယွင်းစင်စစ်နို့တညစ်စာချိန်သုံးကမြတ်မေတ္တာပွားများကြိုးကြီးမှသည်ဖရာမြတ်စွာမိန်ကွန်းသည်။တနေ့သုံးကကိုတရားဖြင့်ဥပေါင်းကတရား ဒီနေ့ကိုဘယ်နှခါလဲ၃ခါတဲ့ဥပေါင်းတရားနဲ့၃ခါဆိုတော့ဒီနေ့ဥပေါင်းထမင်းဥပေါင်းဟင်းဥပေါင်း300လောက်ဖြတ်ရုပ်ကျွေးမွေးလှူဒန်းတဲ့အလှူကြီးပေါ့အဲ့ဒီအလှူကြီးများလှူဝင်းရရင်မမောမြတ်ဘူးလား အေးဒါပေမဲ့လို့ဒကာကြီးဥချစ်လိုင်းတို့မိသားစုတွေဒကာကြီးတွေဒကမာကြီးတွေကမိမိတို့မေတ္တာလေးမြန်ပွားနေမယ်ဆိုရင်တနေ့ထမင်းအိုပေါင်းဟင်းအိုပေါင်း300လောက်ချက်ပြုတ်ကျွေးမွေးလှူဒန်းနဲ့အလှူထက်မေတ္တာ ပွားရတဲ့ကုသိုလ်ကပုံမြတ်တယ်တဲ့ဗျာဒကာကြီးရဲ့အေးဝန်တန်စရာမကောင်းဘူးလား ေအဲ့တော့မေတ္တာလေးပွားပြီးတော့နေမယ်မေတ္တာစိတ်ကလေးနဲ့နေမယ်ဆိုရင်တနေ့ကိုထမင်းအိုပေါင်းဟင်းအိုပေါင်း300လောက်ချက်ပြုတ်ကျွေးမွေးလူတန်းနဲ့အလူကြီးထက်ကိုပုံမြတ်တာအရှင်ဖျားကြီးအဲ့ဒီထက်မြတ်တဲ့ကုသိုလ်မြန်ရှိသေးသလားဆိုတော့တခါကြီးအခုနေစဉ်နဲ့အမြတ်ခြင်းချင်းကြိုးကို ပွားများ အားထုတ်တဲ့ဝိပဿနာဘာဝနာကုသိုလ်ကတော့အမျက်ဆုံးပဲ တခါကြီးတို့ဥစဉ်တို့ဘဝမှာလုံယူလို့ရနိုင်တဲ့ကုသိုလ်တွေမှာဝိပဿနာဘာဝနာကုသိုလ်ကတော့အမြင့်ဆုံးနဲ့အမြတ်ဆုံးပဲတခါကြီးခန္ဓာဉာဏ်ဆိုင်ပြီးတော့ရှုမှတ်ပွားများအထောက်တဲ့အခါမှာမမြဲခြင်းလို့ခေါ်တဲ့ဘာလက္ခဏာအနေစာလက္ခဏာစင်ရဲ့ခြင်းလို့ခေါ်တဲ့ဘာလက္ခဏာဒုက္ခလက္ခဏာအဆုမယကိုမပိုင်း ကိုပြုပြင်ញံတို့ပြုပြင်လို့မရခြင်းလို့ခေါ်တယ်ဗာလက္ခဏာအနတ္တလက္ခဏာခန္ဓာပါဆိုင်ရမှာဉာဏ်ဆိုင်ရမှာခန္ဓာဉာဏ်ဆိုင်တော့ဒီအတ္တဘောခန္ဓာကြီးကကော မြဲသလားမမြဲဘူးမမြဲသည့်အတွေ့အကြုံဗာလက္ခဏာအနေစာလက္ခဏာစင်ရသည့်အတွေ့အကြုံဒုက္ခလက္ခဏာအစိုးမရကို မပိုင်ကို ပြုပြင်ញံတို့ပြုပြင်လို့မရတဲ့အတွေ့အကြုံဗာလက္ခဏာ အနတ္တလက္ခဏာတက္ကကြီးဥစ္စလိုင်းနဲ့ငယ်တုန်းကနဲ့အခုတူသေးလားမတူတော့ဘူးမြဲလို့လားမမြဲလို့လားမမြဲလို့ဆိုတော့ဘာတဘောအနေဆာတဘောဒီဘဝကြီးပြန်ပြီးတော့ဆင်ញင်ကြည့်ရင်ချမ်းသာတဲ့သဘောတွေများတာလားစိတ်ရတဲ့သဘောတွေများတာလားသာဆိုရင်ဘာတဘောဒုက္ခတဘောအခုတက္ကကြီးဥစ္စလိုင်းကိုခန္ဓာကိုပိုင်သေးသလား မပိုင်တော့ဘူးဆိုတော့အတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောတဲ့တကယ်ကြီးအတ္တဘောခန္ဓာကိုယ်ကြီးကိုကြည်ရင်လည်းမမြဲတဲ့အနေအဆာဆင်းရဲတဲ့ဒုက္ခအဆူမရကိုမပိုင်တဲ့အနတ္တခန္ဓာဉာဏ်ဆိုင်လိုက်လို့ရှိရင်မိမိရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့သဘောခန္ဓာတွေကကိုမြဲသလား မမြဲပါဘူးဒါကြောင့်ပါတဘောအနေစသဘောဆင်းရဲတဲ့အတွဲကြောင့်ဒုက္ခသဘောအစုမရကိုမပိုင် ကိုပြုရင်းညင်တို့ပြုရင်းလို့မရသည့်အတွဲကြောင့်အနတ္တသဘောတဲ့အဲ့ဒီသဘောတရားလေးကိုဆင်ခြင်းနှလုံးသွင်းနေမယ်ဆိုရင်တခါကြီးဒီဘဝမှာဒီစัจ java ဝလာကြီးမှာလှုပ်ယူလို့ရနိုင်တဲ့အဲထဲမှာအဲ့ဒီကုသိုလ်လေးကအမျက်ဆုံးပဲ ဝိပဿနာဘာဝနာကုသိုလ်လို့ခေါ်တာပေါ့အဲဒီဝိပဿနာဘာဝနာကုသိုလ်လေးကိုမြန်ကြိုးစားပြီးတော့အထုံနေမယ်ဆိုရင်တခါကြီးအိယာထဲမှာနေရတော့လဲပဲအမျက်ဆုံးအလုပ်တွေကိုလုပ်နေတာအဲ့တော့တခါကြီးကအိယာထဲမှာနေရပြီမယ်လို့အပြင်ထွက်ပြီးတော့မသွားနိုင်ပြီမယ်လို့တခါကြီးကမြင့်မြတ်တဲ့အလုပ်တွေလုပ်နေတာ ရင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အမြင့်ဆုံးအမျက်ဆုံးပုဂ္ဂိုလ်ပဲပေါ့အဲ့ဒီအမြင့်ဆုံးအမျက်ဆုံးဖြစ်တဲ့တရားကို အာကိုမယ်ဆိုရင်တို့အဲ့တော့ဒကာကြီးတွေဒကာမကြီးတွေအဲ့ဒါတကယ့်ကိုအာကိုစရာအစ်စ်ပဲကဲတာကိုလေအာကိုလို့ရတယ်တမိကိုလေအာကိုလို့ရတယ်တာအာကိုတာတမိအာကိုတာထက်ပိုကောင်းတာကတော့တခြားအာကိုတာလားတရားအာကိုတာလား အတရားအားကိုးတာဗျာအေးအဲ့ဒီတော့အသက်အရွယ်ရလာတဲ့ခါမှာသားတွေသမီးတွေကိုလည်းအားကိုးရမယ်တဲ့ဒါပေမဲ့လို့တကယ်အားကိုးစရာအစစ်ကသားတွေသမီးတွေအားကိုးတာထက်ဘု து အားကိုးရမှာတရားအားကိုးရမှာအဲ့ဒါမှ အားကိုးစရာအစစ်တယ်တချို့ကငါသားတွေကငါနမ်းမှာမနေနိုင်ကြဘူးငါသမီးတွေကငါနမ်းမှာမဆောင်ဆောင်နိုင်ကြဘူးဆိုပြီးတော့တချို့ကအဲ မိမိတို့အစိတ်အလိုမကြားရဖြစ်တတ်ကြရဲနားတွေတမိတွေကအနီးနားမှာနေနိုင်သည်ဖြစ်စေမနေနိုင်သည်ဖြစ်စေအနီးနားမှာနေနိုင်ရင်တောင်မှသားတွေတမိတွေအာကိုဝမှာလားတရားအာကိုဝမှာလားတရားအာကိုဝမှာဗျာအေးဒါကြောင့်တက္ကကြီးကိုဒီကနေ့ဦးစင်ကဓမ္မလက်ဆောင်တရားလေးတူတူပြောချင်တာဘာမမှားစီနဲ့အာကိုမမှားစီနဲ့တက္ကကြီး သားတွေတမီးတွေအာကိုရင်တောင်မှမြတ်သောအာကိုခြင်းမျိုးမဖြစ်နိုင်ဘူးတခါကြီးတို့အထုတ်ထားတဲ့တရားလေးကို အာကိုမှသာလျင်အမျက်ဆုံးအာကိုခြင်းဖြစ်မှာအဲကြောင့်တခါကြီးခုခန္ဓာကိုညံဆိုင်ပြီးတော့အာကိုလိုက်တဲ့ခမသဘောခန္ဓာ၄ခံလည်းပဲတခါကြီးတည်တည်ချာချာစူးဆိုင်ပြီးတော့ကြည့်ရင်တခါကြီးနှစ်ပေါင်းမြောင်များစွာအထုတ်ထားတာဆိုတော့ဝေဒနာပဲကြည်ကြည့် တဂါကြီးကစိတ်ပဲကြည်ကြည်သူတို့တွေဟာတတိချာချာကြည်ရင်ညံနဲ့ကြည်ရင်ကတော့အမြဲတမ်းဖြစ်နေတာလားဖြစ်ပြီးပြက်နေတာလားအဲ့ဒီဖြစ်ပြီးတော့ပြက်နေတဲ့သဘောတရားလေးကိုခဏခဏကြည်ပြရမယ်အဲ့တော့ဝေဒနာတွေဆိုလို့ရှိရင်လည်းပဲဝေဒနာတွေက ကြည်လိုက်တဲ့ခါမှာပို့ပို့ပြီးတော့တိုးလာတယ်တခါတည်းရန်ပို့ပို့ပြီးတော့ညော့သွားတယ် တခတယံတိုးလာတယ်တခတယံယော့သွားတယ်ဆိုကြေကားတဲ့ဝေဒနာတွေဟာ မပြည့်လို့လားပြည့်လို့လားအဲ့ဒီလိုပြတ်တာဒီမြဲလို့လားမမြဲလို့လားမမြဲဘူးဆိုတော့အနေစာဘာသစ္စာဒုက္ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်ကမေခသစ္စာဒါဆိုရင်သီရာကတမှုရိယသစ္စာနောင်ခန္ဓာမလာတာက နိရောဓသစ္စာလို့အဲ့ဒီလိုနိရောဓသစ္စာကိုမျက်မှောက်ပြုခြင်းရင်တဲ့ခန္ဓာပါဆိုင်နေရမယ်။ဉာဏ်ဆိုင်နေရမယ်။အဲ့ဒီလိုခန္ဓာဉာဏ်ဆိုင်နေရင်အမျက်ဆုံးအာကိုခြင်းအစ်စ်ဖြစ်တယ်။အေးဒါကြောင့်တက္ကကြီးအသက်80နှစ်မှာဉာဏ်ဉာဏ်မာမာနဲ့နေရတယ်ဆိုတာကံမကောင်းတာလားကံကောင်းတာလား။ကံကောင်းတာပေါ့မြတ်စွာဘုရားတော်မှာတက်တော်ဘလောက်မှပြိနိဗ္ဗာန်ဆန်တာ။ တခါကြီးကအခုဘလောက်ဖရာထက်တောင်ကြီးသွားပြီနော်တခါကြီးကံမကောင်းတာလားကံကောင်းတာလားကံကောင်းတဲ့အထဲမှာတော့ပြောမနေနဲ့ဖရာထက်တောင်အသက်ကြီးသွားပြီနော်အေးအဲ့တော့တခါကြီးအလွန်ကံကောင်းနေအဲ့ဒီကံကောင်းရာကနေညံကောင်းဖို့ရာအတွက်အာကိုမမှားစီနေလို့ဘုံဘုံကထပ်မှန်ပြီးတော့တတိပေးပါတယ်နော် ေတရားကို အာကိုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရအမှန်မြတ်နိဗ္ဗာန်ကို လင်းမြန်စွာမျက်မှောက်ပြုနိုင်ရသည့်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပ္ပမဒေနမမေမလျောမဘောမတန်ထက်တန်သောအပ္ပမရတတိတရားဖြင့်တမ္ပါတိထကိုစီကိုငါပြေဆုံးနိုင်ကြပါစေကုန်တည်း